ကျွန်မကိုအတော်ကြီးတယောက်ကပုံကိုရင်ရလာတတ်ခဲ့တယ်။ကျွန်မအဲ့တော့သူကကျွန်မရဲ့ကိုစောပွင့်ရင်ကိုနှစ်ယောက်ပြောတယ်။ကျွန်မသူပြောတာကိုအသေးပေးလိုက်တယ်ကျွန်မဘာမှပြန်မပြောဘူးသိခံလိုက်တယ်။ဆိုတော့ကိုကကျွန်မနာမည်ပြန်အောင်သိခါချောင်းကျွန်မပုံကိုရင်ရတတ်ခဲ့တယ်။ကျွန်မသိခံလိုက်တယ်။ကျမကတက်ငယ်ပေးမယ်ကျမကအညံ့ရှိတယ်ငါသူတပားအကျိုးမရှိတဲ့ကိစ္စမျိုးနှုတ်ကြောင်တဲပြီးနှုတ်ကြောင်ကြည်တာမျိုးကျမမဖြစ်ဘူးအဖြစ်မခံဘူးကျမသိခံလိုက်တယ်ဒီစကားဒီမှာပင်ပြပါပြီသို့တော့နောက်နောက်ဒီနေ့2025ခုနှစ်ဂျွန်ရှိရနေ့ဒီနေ့ရနောက်မှာကျမအကြောင်းကိုနှုတ်ဖြစ် စာဖြစ်ထပ်ပြီးပြောခဲ့လို့ရှိရင်ကျမတီးမခံပါဘူးအတေးပြတ်မှုတီးအတေးပြတ်မှုပုံမှန်၄ခုခုပုံမှန်900ရဲရဲပိုင်ပါတယ်အာမခံရပါတယ်စက်တော်ရေးပုံမှန်66ကားကြီးရဲရဲပိုင်ပါတယ်အာမခံပါတယ်အာမခံရပါတယ်သို့တော့ social social media မှာလူမှုကွန်ရက်မှာအတေးပြတ်လို့ရှိရင်ပုံမှန်၄ခုခု900နဲ့66ကားကြီးတွဲလို့ရှိရင်အဲ့ဒီအမှုကအာမခံမရပါဘူးထပ်ပြောပါမယ်ရှင်အဲ့ဒီလိုမျိုးစက်တော်ရေးပုံမှန်နဲ့အတေးပြတ်မှုပုံမှန်နှစ်ခုကိုပေါင်းလိုက်လို့ရှိရင်ဒီအမှုက ရေးရေးမပိုင်ပါဘူးအာမခံမရပါဘူးရှင်ဒါကြောင့်မလို့ငါသူတပါအကျိုးမရှိတဲ့ဇာတ်တွေကိုနှုတ်ကြောင်တင်နှုတ်ကြောင်ကြေးတာပြပါစီနေမဖြစ်စေချင်ပါဘူးရှင်နော်ကျမကနဲ့နာသူဖြစ်ပြီမယ်ကျမကပဲအသိနဲ့တည်းကိုစင်ချင်ပြီကျမတီးခံလိုက်ပါရဲ့နောက်နောက်ကျမအကြောင်းကိုထပ်ပြီးအသေးသေးဖြတ်မယ်ဆိုရင်ကျမလုံးဝအသိနဲ့ခံပါဘူးရှင်မဘူးရေးနေကိုလို့ဘောမအနေနဲ့လည်းဘာရလိုက်တယ်ဟုတ်ကဲ့ကျမနောင်နာနေအများကြီးရပါတယ်ရှင်နော်ကျမပါရင်ကျမကိုထမင်းကိုအေးအေးဆေးဆေးရက်ခတ်ပဲစားပါတော့မယ်ရှင် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဇော်ဘုံဟိတ်နဲ့အမှန်တကယ်ချစ်ကြိုက်ခဲ့တာမရှိသည့်အတွက်ဆွဆွဲလာသူတွေကိုအေးအေးယူတော့မယ်လို့မပူတူချင်းချောက်လာတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ဒီမို့အဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာမင်္ဂလာပါမျိုးတွေတပုတ်နိုင်ငံကြီးအင်မတန်ရှုပ်ထွေးပါတယ်ဟာရှေ့အရင်ရက်တည်းကဆိုရင်ကျွန်မအော်အရေးတောင်နဲ့ပြဿနာတက်တယ်ပေါ့နော်ဘွားတောင်နဲ့နိုင်ငံခြားဘွားတောင်နဲ့ကြီးထားမိပါလိမ့်မယ် အဲ့အရေးဆိုလို့ရှိရင်လည်းအယုံဆုံးကျွန်မတို့ပြောတာပေါ့နော်အာကျွန်မဘုန်းကြီးကြောင့်မနေရအားတို့ဓမ္မယုံမနေရအားတို့ဘုန်းကြီးနေညာအားတို့ night club ကပါလေပူစီလို့စားသေးဖြစ်ပြောတယ်ကျွန်မသင်ခံလိုက်တယ်ကျွန်မပြန်မပြောဘူးနောက်ဆုံး तू ကကျွန်မကိုဒီပြဿနာမဖြစ်ပြန်ပြီးဖြေရှင်းမှာပြန်ရှင်းပြန်ပြီးဖြေရှင်းရမယ်ဒီပြဿနာနဲ့ရှင်းရမယ်ဆိုပြီးပြောတဲ့အတွက်ကျွန်မပြန်ပြီးဖြေရှင်းလိုက်တယ်ဆိုတော့ပုဂ္ဂိုလ်ရဲ့ပြဿနာတွေကကျွန်မအမြဲတမ်းပြောနေတဲ့ခုရှိရယ်ကျွန်မကိုမကြိုက်ဘူးလားရတယ်ကျွန်မကိုမုန်းလားရတယ် ျမကိုမကြိုက်လို့ရှင်ကျမကိုမုန်းလို့ရှင်ကျမပြောတဲ့နိုင်ငံရေးအကြောင်းအရာတွေအမားကိုရှာဆွဲထုတ်ပြီးနိုင်ငံရေးလို့ပြန်ချေပါအဲ့ဒါဆိုရင်ရှင်တို့အတွက်ကောကျမတို့အတွက်ကောကြည်နေတဲ့လူတွေရောနားထောင်တဲ့လူတွေအတွက်ငါသူတပါအကုန်လုံးတွေ့ကြုံရှိရဥပမာကျမအခုအမြဲတမ်းပြောလေပြောထားရှိတာဖက်တွေဘာလို့လဲလက်ရှိမှာအကုန်လုံးအဖက်တွေဖက်တွေဖက်တွေနေတဲ့အတွက်ကျမဖက်တွေအကြောင်းပြောရဲအမျိုးသားတက်တူခွင့်ကိုပိုင်ပြထန်းခွင့်လွတ်လပ်ခွင့်ဖက်တွေရဲ့အနှစ်သာရတွေကျမပြောတယ် ။နောက်တစ်ခုကျွန်မ social contract ကြောင်းပြောတယ်။ပုံမှန်65နဲ့ဆက်ဆက်ပြီးကျွန်မ limited government အကြောင်းကျွန်မအမြဲတမ်းပြောလို့ရှိတယ်။ဆိုတော့ကျွန်မကိုမကြိုက်ဘူးလားရတယ်။ကျွန်မကိုမုန်းလားရတယ်။ကျမကိုမကြိုက်ကျမကိုမုန်းရင်ကျမကိုနဲမဲဖြတ်ချင်ကျမကိုတိုက်ခါချချင်ကျမပြောတဲ့နိုင်ငံရေးအကြောင်းအရာတွေကိုကျမပြောတဲ့ federal အကြောင်းကျမပြောတဲ့ limited government social contract popular sovereignty เนาะ republic အဲ့ဒီဥစ္စာတွေကိုနိုင်ငံရေးလို့တစ်ချက်စီတစ်ချက်ချင်းပြန်ခြေပလိုက် ဲ့ဒါတွင်ရှင်တို့လက်သက်ခါရှိတယ်။ပြောရတဲ့လူတွေနားထောင်တဲ့လူတွေလည်းငါးတူတပါအကျိုးရှိတယ်။အဲ့ဒီလိုမျိုးမဟုတ်ပဲနဲ့အရင်မြတ်ဖတ်မရတယ်ငါးတူတပါအကျိုးမရှိရဘူးကျမကမပြောနဲ့ကျမနားရဲမထက်။တော့အရင်တစ်ခါအဲ့ဒီအရင်နဲ့ပြဿနာတက်တယ်ကျမပြောခဲ့တဲ့အကြောင်းရပါ့။လက်ရှိမှာလည်းပြဿနာပေါင်း16000လာကြတယ်။ပြဿနာရဲ့ဈေးငွေစောက်ကျမပြောမယ်နော်။ကျမကိုအတော်ကြီးတယောက်ကပုံကိုရရလာတိုက်ခဲ့တယ်။ကျမအဲ့တော့သူကကျမရဲ့ကိုစော်ဖုံးရင်ကိုနှစ်ယောက်ပြောတယ်။ ကျမသူပြောတာအသေးပေးလိုက်တယ်ကျမဘာမှပြန်မပြောဘူးဒီခံလိုက်တယ်အင်းတို့ဂျပန်ကအဖွားတယောက်ပြောတယ်ကျမသိခံတယ်အခုမြန်မာပြည်တွင်းကဒေါ်တယောက်ကျမကိုပြောတယ်ကျမသိခံတယ်ကျမဘာလို့သိခံလဲကဘာကောင်းဆောင်ဖြစ်တဲ့မေဂန်တမရဒေါ်နယ်ထရန့်နဲ့ဂျိုးဘိုင်နန်တို့မှချက်ထက်လူရှိတယ်လို့မုန်းတယ်လူလည်းရှိတယ်ကျမတို့နိုင်ငံမှာလည်းတဖက်ကဒေါန်ဆိုင်စုကြည်ကိုဖျားတဲ့သူကုတုံလုံးကိုချက်ချပေးမယ်တဖက်မှာဒေါန်ဆိုင်စုကြည်ကိုရောရှာမုန်းတိနေတဲ့လူတွေရှိနေအဲ့ဒီလိုပဲတဖက်မှာတမရုံနဲ့တမရုံခေါင်းဆောင်ကိုအသက် အသက်တွေပေးပြီးချက်တက်လို့ရှိသလိုအင်မတန်မှရွှေရှာမုန်းတီးနေတဲ့လူတွေရှိတယ်။ကျွန်တော်နိုင်ငံကောင်းဆောင်ကဘာကောင်းဆောင်တဲ့လူတောင်ချက်ချင်းမုန်းချင်းချက်တက်လို့မုန်းတက်လို့ရှိသလိုကျွန်မလိုမိမတယောက်ကိုလည်းချက်တက်လို့ရှိသလိုမုန်းတဲ့လူတွေရှိမှာပဲ။ဆိုတော့ချက်တက်လူကချက်တက်လျောက်ဂျမ်းမာပါချင်းချမ်းသာပါစေမဘူးတူလေးအန်ဒီရဲ့ကင်းပေးရှင်ပါစေ။ဆူတောင်းပေးမယ်မြစ်တာပို့တာပေးမယ်။မုန်းတဲ့လူကလည်းမုန်းတဲ့လျောက်ရန်ရှာမယ်ပြဿနာရှာမယ်။ဆိုတော့ဓာရီကိုကျွန်မကနားလေတဲ့သဘောပေါက်တဲ့အတွက်တော်ရုံကျွန်မကိုဘယ်သူလာပြပြကျွန်မသိခင်လိုက်တယ်။ဆိုတော့ အဲ့ ND တယောက်ကျွန်မပြောတယ်ကျွန်မသိခံလိုက်တယ်ဆိုတော့အဲ့ ND ကျွန်မအကြောင်းပြောတယ်ကျွန်မပြန်မပြောဘာလို့ဆိုတော့ကျွန်မသူ့မရမှာကိုရင်လုံးနဲ့ကျွန်မဘာလို့လို့ဆိုသိခံတယ်သိခံရတဲ့အကြောင်းရင်းတိချက်တဲ့လူရှိတယ်လို့မုန်းတဲ့လူရှိမှာပဲကိုကြိုက်တာကိုလုပ်နေတာဖြစ်တဲ့အတွက်ချက်တဲ့သူရှိတယ်လို့မုန်းတဲ့လူလည်းရှိမယ်အဲ့အတွက်ကျွန်မသိခံတယ်နောက်တစ်ခါအဲ့ ND ကပဲကျွန်မကိုထပ်ပြီးပြောတယ် ဖြတ်ပြီးပြောတော့အကောက်တူကတင်ထားတာဖြစ်တဲ့အတွက်အဲ့ဒါအကောက်တူဖြစ်ပါတယ်အကောက်တူဖြစ်ကြောင်းကိုကျမက YouTube အမြဲတမ်းသုံးနေတဲ့အတွက်ကျမရဲ့ YouTube မှာပြီးခဲ့တဲ့9လပိုင်း28ရက်နေတည်းကတင်ထားပါတယ်ဆိုပြီးကျမက AI အကြောင်းပြန်ပြီးဖြည့်ရှင်းလိုက်တော့အဲ့ဒီ ND နဲ့ကျမနဲ့ပြည်လဲမှုရသွားတယ်ပြဿနာကအဲ့ဒီ ND ကကျမကိုလာပြီးပြဿနာရှာတယ်ကျမကပြဿနာပြန်မလို့ဖယ်နေ AI အကြောင်းဒါဒီအကောက်တူဖြစ်ကြောင်းကိုပြီးခဲ့တဲ့9လပိုင်း28ရက်နေ့ကကျမပြောထားပါတယ်ဆိုပြီးတော့ပြောလိုက်တော့သူနဲ့ကျမနဲ့ပြည်လဲမှုရသည်အဲ့ပြဿနာပြီးသွားပြီထင်တာကို အဲ့ဒီ anti နဲ့ခင်းတဲ့နောက်တဲ့ anti တော့ကအတော်တယောက်ကဒီပြဿနာကိုအစာဆွဲထုတ်ပြီးတော့ကျမကဒီဥစ္စာကိုအကောက်တုဆိုအစိုးရအကောက်တုလို့မပြောဘဲနဲ့ဒီ anti ကကျမကိုပြောမှာကျမကအကောက်တုကြီးပါဆိုလို့ထားပြောတယ်ဆိုကျမကိုရန်ရှာတယ်တကယ်တော့ဒါကြီးကအကောက်တုပါဆိုတော့သူတို့မတိုင်ငယ်အရင်ထဲကကျမပြောပြီးသားနော်အဲ့ဒီကာယကံရှင်ကကျမကိုပသက်အင်းုံလုံးရန်လာရှာတဲ့အတီးနဲ့ကျမလည်းပြေးလဲသွားပြီပြဒနာကအေးအေးစစ်စစ်ပြီးတော့နောက်ထပ်အတော်တယောက်ကအတော်ကြီးတယောက်ကကျမကိုလာပြီးထပ်ပြီးပြဒနာရှာတယ် ကျွန်မနာမည်ထည့်မပြောဘာလို့လဲဆိုတော့အင်းတော့တော့စိတ်တက်တယ်ပေါ့လုံရက်တယ်ပေါ့သူတို့ကငါရင်မျိုးသားရေးလုပ်ခင်တာပဲငါမျိုးသားရေးဆိုတာဘာမှမသိခင်ကျွန်မခုနှစ်တန်းရှစ်တန်းအကြောင်းသူဘဝရေကသူတို့ကမျိုးသားရေးလုပ်ခဲ့တယ်လို့ဆိုတော့လေးစားတမှုလေး ਨੇ ကျွန်မအမြဲတမ်းလေးစားတယ်ကျွန်မရှိမှသူ့မကောင်းချောင်ဘသူလာပြောပါစေသူ့ကောင်းချောင်ပဲကျွန်မပြန်ပြောပေးခဲ့တယ်အဲ့ဒါမှန်တော့စကားအခုတော့ကျွန်မထင်ထားတဲ့အထင်ကြီးတဲ့စိတ်တက်တွေနဲ့တကယ် အတွဲစိတ်တက်ကတခြားအဖြစ်ဖြစ်နေလို့နာမည်တော့ထုတ်မပြောချင်เนาะဆိုတော့ထားလိုက်တော့ကျွန်မပုတ်ကွေတွေတိုက်ခိုက်တယ်ကျွန်မအသေးဖြစ်တယ်ကျွန်မတိခန့်လိုက်တယ်ကျွန်မတိခန့်ပြီးဘာမှပြန်မပြောတော့ပထမလာပြောတဲ့အန်တီကအဲ့ပြဿနာတခါအစားပြန်ဆွဲထုတ်ကြတယ်ဆိုတော့ပြဿနာရေပေါ်မှာကျမရှင်ဝဲဦးတည်လာပြီးတော့ဒီနားမှာ ਨੇ တပုတ်ဦးလိုရိတ်ခွေနေတယ်ဆိုတော့အဲ့ဒီကိစ္စတွေကငါသူတပါဘသူတွေအကျိုးရှိတယ်လေဘသူအတွက်အကျိုးမြတ်ရမလဲရွေချက်ကပါလေ ရန်ပေါ်လာပြီးရန်တည်တာထင်ရှားနေတယ်။ဆိုတော့သူ့ကိုဘာကြောင့်ငပိလို့ခေါ်လဲဆိုတော့ကျွန်မကကိုမတပတ်ပေါက်တယ်။ထားပါလိ။ကျွန်မဒီပရမတောင်းကြံပြီးကျွန်မကိုအသေးဖြတ်မှုတယ်ကျွန်မသိခံပါတယ်။ဒီနေ့ကျမပြောတဲ့ဇာတ်ကနောက်ဆုံးပါဒီနေ့ကျမဗဇက်ကသူများအကြောင်းထုတ်ပြောတာနောက်ဆုံးပါကျမသိခံလိုက်ပါတယ်သို့တော့ဒီနေ့တည်နောက်နေ့ဇန်ကဂျွန်ရှိရနေရှိရနေနောက်ပိုင်းကျမရဲ့အကြောင်းကိုနှုတ်ပြန်ဖြစ်စေစာနဲ့ဖြစ်စေထပ်ပြီးအသေးဖြတ်မယ်ဆိုရင် ကျွန်မတိခံမှုတိုင်းတာကုံသွားပါပြီရှင်ကျွန်မကိုအခုနာမည်နာမည်ကြောင်းအောင်ပုံရေးပြအောင်ကိုကကိုအောင်နေမကောင်းဘူးပြန်စကားပြောတာအဆင်မပြေကျွန်မကိုပေးပြန်ဖြစ်နေရနော်ဆိုတော့ကိုကကျွန်မကိုနာမည်ပြန်အောင်တိတ်ခါချအောင်ကျွန်မပုပ်ပွေရရတိုက်ခိုက်တယ်ကျွန်မတိခံလိုက်တယ်ကျမကတက်ငယ်ပေးမယ်ကျမအသိဉာဏ်ရှိတယ်ငါသူတပားအကျိုးမရှိတဲ့ကိစ္စမျိုးနှုတ်ကြောင်တေးပြီးနှုတ်ကြောင်ကြည်တာမျိုးကျမမဖြစ်ဘူးအဖြစ်မခံဘူးကျမသိခံလိုက်တယ်ဒီစကားဒီမှာပင်ပြီးပါပြီသို့တော့နောက်နောက်ဒီနေ့ 2025ခုနှစ်ဂျွန်ရှိရနေ့ဒီနေ့ရနောက်မှာကျမအကြောင်းကိုနှုတ်ဖြင့်စာဖြင့်ထပ်ပြီးပြောခဲ့လို့ရှိရင်ကျမတီးမခံပါဘူးအတေးဖြတ်မှုတီးအတေးဖြတ်မှုပုံမှန်၄ခုခုပုံမှန်900ရဲရေးပိုင်ပါတယ်အာမခံရပါတယ်စတော်ရေးပေါ်မှာ66ကြောက်ကြီးရေးရေးပိုင်ပါတယ်အာမခံပါတယ်အာမခံရပါတယ်သို့တော့ social social media မှာလူမှုကွန်ရက်မှာ အသေးရေးဖြတ်လို့ရှိရင် ပုံမှန်လေးကိုကို900နဲ့66ကြောက်ကြီးတွဲလို့ရှိရင်အဲ့ဒီအမှုကအာမခံမရပါဘူး ထပ်ပြောပါမယ်ရှင်အဲ့ဒီလိုမျိုးဆက်သွယ်ရေးပုံမှန်နဲ့အသေးဖြတ်မှုပုံမှန်နှစ်ခုကိုပေါင်းလိုက်လို့ရှိရင်ဒီအမှုကရေးရေးမပိုင်ပါဘူးအာမခံမရပါဘူးရှင်ဒါကြောင့်မလို့ငါသူတပါအကျိုးမရှိတဲ့ဇာတ်ကားတွေကိုနှုတ်ကြောင်တင်နှုတ်ကြောင်ကြည်တာဘယ်ပါစေနဲ့မဖြစ်စေချင်ပါဘူးရှင်เนาะကျမကနင်နာသူဖြစ်ပေမဲ့ကျမကပဲအသိနဲ့တရီကိုစင်ကြင်ပြီကျမတီးခံလိုက်ပါရဲ့နောက်နောက်ကျမအကြောင်းကိုထပ်ပြီးအသေးရေးဖြတ်မယ်ဆိုရင်ကျမလုံးဝတီးမခံပါဘူးရှင်ဆိုတော့အဲ့မှာ ူတွေအများဆုံးပြောကြတယ်မေကောလူတွေအများဆုံးခနဲ့ကြတယ်အခုခွတောက်ခွတောက်လိုင်စင်းမဲ့ကားရေးဆိုင်ကြီးတွေဖမ်းလာတော့မပုတ္တုဘာလို့မပြောတာလဲတချို့ကြတော့မပုတ္တုကဘာဘာအလုပ်လုပ်ပြီးချမ်းသာနေတယ်လေတချို့ကြတော့ကျမကဝတ်တောက်ဆိုင်ကြီးစီးနေတဲ့အတွက်ဝတ်တောက်ဆိုင်ကြီးတွေဖမ်းလာဖို့နှုတ်ပိတ်နေတယ်ဆိုပြီးတော့ကျမကိုဆွဆွဲတယ်တကယ်တော့ကျမအမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့တအောင်းပြည်ကောင်စီကကိုဖွဲ့စည်းတော်လှန်ရေးကာလအတွင်းအမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းဖြစ်တအောင်းပြည်ကောင်စီ TLC ကိုဖွဲ့စည်းလိုက်ကြောင်းတောင်းနိုင်ငံ၏အတိုင်ပင်ခံကော်မတီကယနေ့ဇွန်လ9ရက်တွင်ကြေညာသည့်တောင်းပြည်ကောင်စီ TLC တွင်ဗိုလ်ချုပ်ကြီးတားအိုက်ဖုံးကဥက္ကဋ္ဌတာဝန်ယူထားပြီးဒုဥက္ကဋ္ဌ2ဦးအဖွဲ့ဝင်4ဦးအတွင်းရေးမှူး2ဦးနှင့်တွဲဖက်တွင်းရေးမှူး2ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်းသိရသည့်တောင်းပြည်၏အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးစသည့်လုပ်ငန်းများကိုထိန်းချုပ်ကျက်မှတ်ရန်အတွက်တောင်းနိုင်ငံ၏အတိုင်ပင်ခံကော်မတီအားပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းဖော်ပြထားသည် ပလောင်ပြည်နယ်လွမြောက်ရေးတအူ KNLA နှင့်တအောင်းရက်ဖက်အစုအဖွဲ့များပါဝင်သည့် TPCCE နိုင်ငံရေးထိပ်သီးအစည်းအဝေးကြီးကိုအစုအဖွဲ့၃ဖွဲ့ဤထိပ်သီးကောင်းဆောင်များ83ဦးတက်ရောက်ခဲ့ပြီးဇွန်လ၁ရက်နေ့မှ၃ရက်နေ့အထိတအောင်းပြည်နယ်တနေရာတွင်ကျင်းပပြုလုပ်ခဲ့သည် တောင်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီရေးဆွဲထားသည့်တောင်ပြည်နယ်ဒေါ်လန်ရေးကာလအစိုးရအစီအမံအကူလက်ခံအတည်ပြုခဲ့သလိုတောင်ပြည်ကောင်စီဖွဲ့စည်းရန်လဲအစိုးရစည်းဝေးမှဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းတောင်နိုင်ငံရေးအတိုင်ပင်ခံကော်မတီကြီးညာချက်တွင်ဖော်ပြထားသည်2029စစ်စင်ရေးကြီးတွင်တောင်တက် DSC နှင့်အတူမဟာမိတ်များဦးဆောင်ပြီးစစ်ကောင်စီအုပ်ချုပ်ရေးကိုဖယ်ရှားနိုင်ခဲ့သည့်မြို့နယ်များကိုအခြေခံပြီး တအောင်ပြည်တော်လံရေးကာလပြည်သူအစိုးရတရက်ကိုအစုအဖွဲ့၃ဖွဲ့ဤခေါင်းဆောင်ကိုယ်စားလှယ်များဖြင့်2025ခုနှစ်အတွင်းဖွဲ့စည်းသွားမည်ဖြစ်ကြောင်းသိရသည်။ထို့ပြင်မြန်မာပြည်တော်လံရေးအင်အားစုများနှင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။နှုတ်ပိတ်နေတာမဟုတ်ဘူး။ရှင်းတို့ကနားရီပိတ်နေတာ။အဲ့ဒီဝက်တော့ license မဲ့ကားရီဆိုင်ငယ်တွေဖမ်းဆီးမှုကိုကျွန်မပြောထားပါဗျ။ကျွန်မအကောင့်ထဲမှာဝေရှားကြည့်ပါ။ ဆိုတော့ဥပဒေနဲ့ညီသွားရမယ်နော်နိုင်ငံတော်အခွင့်အရေးနဲ့လာတယ်ဒါကြောင့်မလို့ license မဲ့ကားရဲ့ဆိုင်ငယ်တွေဖမ်းတာကောင်းတယ်အပေးတို့တော့ license မဲ့ဥပဒေနဲ့ဥပဒေမဲ့ကိုထုံးမှုတွေတိုင်းပြည်တော်ခွင့်အရေးအများကြီးနဲ့နာပါတယ် license မဲ့ဥပဒေမဲ့မြရှားတထုတူပေါ်မှုတွေရွှေလုတ်ကွက်တွေကြောက်စိမ့်လုတ်ကွက်တွေတိုင်းရင်းသားလက်နက်ခိုင်ဖွဲ့အမိခံပြီးစစ်စီပွားရေးလုပ်နေကြတာရှိပါတယ်နော်ကျောင်းတက်တွေဆိုလို့ရှိရင်လည်းပဲအလောင်းတော်ကသဘာမျိုးသားဝင်ရင်ဘေးမဲ့တော့ကတက်တွေကိုနှစ်ချုပ်တက်ပင်ကို ါးသုံးလုံးတွေကခူးယူရောင်းချထိုးလုပ်နေတဲ့အတွက်တစ်တော့ area ရဲ့80ရာခိုင်နှုန်းမှာရှိတဲ့နှစ်ရှို့တစ်ပင်ကြီးတွေပြောင်းနေပါပြီဆိုတော့ကိုဘူနကားအဖွဲကကောင်ကိုတိုင်းကဖုံးတဲ့ဗီရိုမှတ်တမ်းရိုက်ယူပြီးတက်တဲ့ဖိုင်တွေသူတို့ချင်းချင်းဟိုမှာချပြထားတာတွေရှိရဲ့မဟာမြိုင်ပြိမဲ့တော့မှာဆိုလို့ရှိရင်လည်းအဲ့ဒီမှာကျုံးတတိအဲ့မှာရှိတဲ့ပင်ကရိုးတွေလာမတူအဓိကရောင်းချနေကြတယ်အဲ့ဒီလိုမျိုး license မဲ့တစ်ထုတ်လို့မှုတွေနိုင်ငံရဲ့တိုင်းပြည်ရဲ့အခွင့်အရေးအများကြီးနှစ်နာပါတယ်တော့ license မဲ့ကားတွေဆိုင်ငယ်တွေဖန်ဆီးတယ်လို့အရေးယူတယ်လို့ ဒါမျိုးတွေကိုလည်းအရေးယူပေးစေချင်ပါတယ်။နောက်တစ်ခုကဖားကက်မှာခြေခွေမှာရှေ့ရက်ကခြေခွေမှာရေကြီးတော့အဲ့ရေကြီးနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မေရှားတဲ့တူပေါ့မှုရွှေလုံးကွက်တွေနော်ချောင်းဆိုင်လုံးကွက်တွေအဲ့ဒီအကြောင်းလေးကျွန်မပြောပြပါမယ်နော်ဆိုတော့လိုင်စင်မက်ကားရေလိုင်စင်မက်ဆံငယ်တွေဖန်ကြီးရေးယူတို့လိုတိုင်းပြည်အတွက်အခွန်နဲ့နာမှုအတွက်ဖန်ကြီးရေးယူတို့လိုအဲ့ဒီလိုလိုင်စင်မက်ဥပဒေမဲ့လှုပ်ဆောင်မှုတွေကလည်းတိုင်းပြည်အတွက်အခွန်ဝင်ငွေနဲ့နာရတဲ့အတွက်ဒီကိစ္စတွေကိုမှလည်းဇိုးရအနေနဲ့ ဖြည့်ရှင်းပေးမယ်နှိမ်နှင်းပေးမယ်ဆိုရင်ပို့ပြီးတော့ပြည်သူတွေကကျေးဇူးတင်ပါပါဆိုတဲ့အကြောင်းကိုကျွန်မရင်ထဲကပြောထားတယ်ရှင်တို့တွေနားလင်းနေလို့မကြားတာဖြစ်နေတယ်နော်ဆိုတော့ကျွန်မကဝက်တော့ဆိုင်ငယ်စီးနေလို့ကျွန်မကနှုတ်ပိတ်နေရကြမဟုတ်ပါဘူးနောက်တစ်ခုကကျွန်မဘာလို့လုပ်လဲဆိုတာကိုကျွန်မကညဘာလို့လုပ်ပြီးတော့ဟိုသမိသမိစားနေလဲပေါ့နော်ဘာမှမလုပ်ခဲနဲ့တချို့ကကျွန်မကအများကြီးကျွန်မဆိုင်ငယ်ဘေးရွက်တွေအငှားချတာတယ်ဆိုတာကျွန်မ YouTube မှာတင်းနေတယ် ်ကျမ YouTube ကလူတွေတော်တော်များများတည်တယ်တည်လို့လည်းပဲကျမကဆိုင်ငယ်ဘေးတွဲတွေဝက်တောက်တွေစီးလို့ကျမကဝက်တောက်ကိစ္စကိုနှုတ်ပိတ်နေတယ်ဆိုပြီးလာပြောကြတာနော်ဆိုတော့ကျမမဘုဒ္ဓဘာလို့လို့လဲဘာမှမလုပ်ပါဘူးဘာလို့မလုပ်တာလဲအိမ်ထဲမှာထိုင်နေရင်းနေတောင်မှဘယ်နားမှာဘသူအသက်ခံလာရပြီဟိုနားမှာဟိုလူအသက်ခံလာရပြီနေ့စဉ်နဲ့များတည်နေကြနေရတာဆိုတော့ကျမတို့ကကိုယ်အသက်အန္တရာယ်ကိုကြည့်ရှောင်ပါလေ။ဒါကြောင့်ကျမအပြင်းထွက်ပြီးလုံးမလုပ်ဘူး။အလုံးမလုပ်ပဲဘုရားပစံနဲ့ထမင်းစားရလေ။ကျမဆိုင်ငယ်ဘေးတွဲတွေအငှားချတာလေ။ဆိုင်ငယ်တစ်စီးကို၄တောင် ဆိုင်ငယ်တစ်စီးကိုတရက်ကို၄တောင်နဲ့14စီးတရက်ဝင်ဝင်ဘယ်လောက်ရှိမလဲတွေ့ကြည့်ပါမင်းဆိုင်ငယ်14စီးတစ်ပြိုင်နဲ့ဝင်နိုင်လားမဝင်နိုင်ဘူးကျွန်မမချမ်းတော့ကျွန်မစပြီဝယ်တော့ကျွန်မမှရှိနေတဲ့ရွှေတွန်းငွေစအကုန်စုပြောင်းချတာဆိုင်ငယ်6စီးပဲဝင်နိုင်တယ်အဲ့ဒီ6စီးကနေပြီးကျွန်မရင်းနှီးမြှုပ်နှံလိုက်တာနှစ်နှစ်အတွင်းမှာနှစ်နှစ်ကြုံမှာကျွန်မဆိုင်ငယ်14ကြီးရတယ်ဆိုင်ငယ်ဆက်လေးတည်ရတဲ့အတွက်ကျမဘာလုံးမှမလုပ်ပဲနဲ့တရက်ကိုဝင်ငွေအနည်းဆုံး9000ရတယ်။နော်ဘာလုံးမှလုံးဆောင်မလို့ပဲကျမဝင်ငွေ9000ရတယ်။ဟောဆိုတော့အခု ိုတောက်ဆိုင်ငယ်ဖန်းတော်မယ်ဆိုတော့မဘူးတို့ထမင်းဦးတော့ရိုက်ကွဲတော်မှာပဲဆိုပြီးတော့အားရဝမ်းသာမပြောကြနဲ့အဲ့ဒီဆိုင်ငယ်ဘေးရွက်တွေအကုန်လုံးရောင်းပြီးတော့ကျမကားဒစီအင်စတောမန့်နဲ့ဝယ်ထားတယ်။အဲ့ဒီကားစစ်စီကိုအင်စတောမန့်နဲ့ဝယ်ပြီးတနေ့တတိငွေသွင်းရင်ကျမကားပိုင်ဖြစ်မယ်။နောက်တစ်ခုကကျမကဖုန်းနှလုံးရှိရအခုပြောနေတဲ့ဖုန်းပြင်ကျမကတက်ဘလက်ဖုန်းတစ်လုံးရှိရအဲ့ဒီဖုန်းကိုကျမငှားထားတယ်ဘလို့ငှားရလဲဆိုတော့เนาะဟာ6တိခောက်တာအန်စာတုံးလေးကိုဂလုတ်ဂလုတ်လို့နှိပ်လိုက်လို့ရှိရင် သူကြရဲ့အကွက်တိုင်းရှိရတာ6တက်6တက်ပုံစံ6တက်လို့ခေါ်ရကျွန်တော်တို့ရှင်မအန်စာတုံးကြီးနှိမ့်တာအဲ့ဒါငားတာကတပွဲကို900သူတို့ဆိုရတပွဲကို1900ဆိုတော့ပြန်မြတရားဝင်ကို1000မနေ့ကဆိုရင်1300ရတယ်တရားကိုအနည်းဆုံး1000ရပါတယ်เนาะတရားကိုအနည်းဆုံး1000ရတယ်ကျွန်မရဲ့အသုံးစရိတ်မနေ့စာ2000ကျွန်မလက်ပြီးတောက်တယ်2000 ဝင်ကားစားလဲ1900ပဲကုန်တယ်ဆိုတော့မနက်စာ30 2000နေ့လယ်စာထမင်းစားတာ9000အဲ့9000ချက်မစားဘူးเนาะကျွန်မစိုင်းမှာစားတာ9000ညစာထမင်းစားတဲ့9000ဆိုတော့တနေ့စာအတွက်ထမင်းစိကျွန်မ30က1200ပဲရှိပါတယ်အဲ့တော့အဲ့1200ထမင်းစိတ်ကိုကျွန်မဘာမှပူစရာမလိုပဲနဲ့အဲ့ဒီဖုံးငါးခါရတင်ဒီတဲ့ကျွန်မရပါတယ်။နော်ဆိုတော့ဘာအရန်နေစိတ်ဝင်စားနေတဲ့လူတွေရှိတယ်လေကျွန်မဖြည့်ပေးလိုက်ပါတယ်။ဆိုတော့တပုတ်ဦးလိုနိုင်ငံရေးအင်မတန်မှရှုပ်ထွေးပြီးအင်မတန်မှစိတ်တည်ညစ်ပါတယ်လို့။မနေ့က ။ဒါမှမဟုတ်အကူတယောက်ပြောထားတာတွေ့လိုက်တယ်။အခုနိုင်ငံရေးမှာပေါ့နော်သူဆိုလို့ရှိရင်လည်းပဲလက်ရှိမှာပြည်သူဆဲလို့တို့လို့ဖန်ဆီးခံရပါ냐ရှိတယ်။ဟာတူဦးလည်းဗာရလိုက်လို့မင်းရင်းနဲ့တူနောင်သားကြီးရပါတယ်ဆိုတော့မကုတုလဲလို့ပဲမုတုနေပါလေရလိုက်တယ်ဟုတ်ကဲ့ကျမနောင်သားကြီးရလိုက်ပါတယ်ရှင်ကျမနောင်သားကြီးရပါတယ်ကျမကလေနံပါတ်1ကျမအသက်ကိုရင်းပြီးလောက်ရတာအသက်ကိုရင်းထားရတာဖြစ်တဲ့အတွက်စီးပွားရေးတွေပညာရေးတွေကတော့ပြောမနေနဲ့တော့ကျမအသက်တင်လာတော့မဟုတ်ဘူးကျမမိဘတွေကိုပါကျမကပေးဆက်ထားတာ ျမမိဘရေကကျမပေးဆက်ထားတယ်ကျမမှာမိဘနှစ်ပါးအသက်ရှိထဲကြရှိပါလက်ရက်နဲ့ကျမတို့ရှက်ဝဲကွဲနေရတယ်တချို့နေပိတ်တွေဆိုကျမအောင်ပြောတယ်မိမိမကိုယ်တိုင်ကနင့်ကိုတာတမီးစင်းရင်မသွေးမဲနဲ့နင့်မိဘကိုယ်တိုင်ကနင့်ကိုဆုံးပြစ်ထားတာအဲ့ဒီလိုလာပြောကြကျမရင်ရင်ထဲမှာနှင့်နေအောင်ခံစားရတယ်ကျမမမိဘနှစ်ပါးအသက်ရှိထင်ရရှိပါလေကျမဆင်ကွဲကွဲနေပြီကျမအခုလိုတွေလုပ်တဲ့အတွက်ကျမမိဘတွေနဲ့ကျမဝေးနေပြန်နော် ျမမိဘကိုယ်တိုင်ကျမကိုစော့ပြစ်ထားတယ်။နော်ဆိုတော့ကျမပင်းဆက်ထားတာကျမဘွားကျမတဲ့ကျမမိသားစုကျမမိဘဒါကျမတည်းမဟုတ်ဘူးကျမထင်တယ်ကျမလိုလူတွေအကုန်လုံးအဲ့ဒီလိုပဲပင်းဆက်ထားရတယ်ထင်တယ်။ဆိုတော့ကိုယုံကြည်ကကိုလို့ကိုလို့တယ်ကိုကြိုက်တာကိုလို့ကိုကြိုက်တာကိုလို့ကိုသမိုင်းကိုကြီးကိုဖြစ်ကိုခန့်ဆိုတော့ကိုကြိုက်တာကိုလို့ပြီးကိုသမိုင်းကိုကြီးပြီးကိုဖြစ်ကိုခန့်နေတဲ့အချိန်မှာ ေးရနေဝိုင်းပြီးတော့ယင်းနဲ့သူဘာကူထိုးရမလို့ဘူးစူဂျီဝိုင်းလုံးပို့လည်းမလို့ဘူးကျွန်မလည်းဘသူကမှယင်းနဲ့သူသွားပြီးဝါကူမထိုးခဲ့ဘူးကျွန်မဘသူကမှလည်းစူဂျီဝိုင်းမလောင်ခဲ့ဘူးဒါကျွန်မရဲ့စိတ်တည်းနဲ့ကျွန်မရဲ့ခံယူချက်ဆိုတော့အဲ့ဒီလိုပဲအပ္ပုရေနေကုလိုဘောမာနေတာနဲ့ဘာရလိုက်တယ်ဟုတ်ကဲ့ကျွန်မနောင်နာနေအများကြီးရပါတယ်ရှင်နော်ကျမပါရင်ကျမကိုထမင်းကိုအေးအေးဆေးဆေးရက်ခတ်ပဲစားပါတော့မယ်ရှင်။နော်ဒီမကောင်းခါရကြတယ်မှာပြောရတာမောပါတယ်ရှင်။